နာဒေ့ရှ်တရင်သုံးရင်ဟာအမေရိကန်ရဲ့ကြောထောက်နောက်ခံအားပေးမှုကိုရယူပြီးတော့မြန်မာနိုင်ငံပြည်တွင်းစစ်မှာဝင်ရောက်ဆွတ်ဖက်တော်မှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ထိပ်တန်းစစ်အရာရှိတွေကိုကိုးကားပြီးတော့အိန္ဒိယဒရင်းစာတစ်စောင်ဖြစ်တဲ့ North East News ကထုတ်ဖော်ရေးသားပါတယ် ။ BBC အိန္ဒိယအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းဌာနရဲ့ဌာနမှူးဟောင်းဆူဗီယာဘောမစ်ကလည်း Euronews မှာ သုံးသပ်ချက်ရေးသားထားပါတယ်။ဝင်ရောက်ဆွတ်ဖက်မှုလုပ်မဲ့ဘင်္ဂလားဒေ့ရှ်တပ်ရင်း၃ရင်းကတော့အမှတ်30အမှတ်29နဲ့အမှတ်24တပ်ရင်းတွေဖြစ်ကြပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်သားတွေကကိုယ်တိုင်တနက်ကင်ပြီးတော့ဝင်တိုက်တာမျိုးလုပ်မှာမဟုတ်ဘဲနဲ့ supplies logistics နဲ့ tactical support တွေကိုပေးသွားမှာလို့ဆိုပါတယ် supply ဆိုတဲ့အထက်မှာစားနပ်ရိက္ခာတွေ drone တွေနဲ့ ထောက်ပို့ပစ္စည်းတွေပါဝင်မယ်လို့သိထားရပါတယ် logistics ဆိုတဲ့အထက်မှာဆက်သွယ်ရေးဆိုင်ရာအထောက်အကူတွေလမ်းမဆက်သွယ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုတွေ drone အခြေစိုက်စကန်တွေပါပါဝင်ပါမယ်ဒါအပြင်မှာ tactical support ဆိုတဲ့အထက်မှာစီးရဲနီးပညာနဲ့ပတ်သက်တဲ့ထောက်ပံ့ကူညီမှုအမျိုးမျိုးပါဝင်သွားမှာဖြစ်ပါတယ်သူတို့အဓိကအကူအညီမဲ့အဖွဲ့အစည်းတွေကစစ်ကောင်စီကိုစန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေလို့ဆိုထားပါတယ်တိတိကျကျသိရတာကတော့ AA အာရခတ်တက်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးတို့ပါဝင်ပါတယ်ဒီသတင်းဟာလွန်အရေးကြီးတဲ့သတင်းကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ကန့်ကျက်မှာကျွန်တော်တို့ပြည်သူတွေရဲ့ကန့်ကျက်မှာအပေါ်မှာအကျိုးသက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမဲ့သတင်းကြီးတစ်ပုဒ်ပါယူကရိန်းရုရှားစစ်ပွဲကြီးကြောင့်တေဆုံးရသူစုစုပေါင်းတပ်တန်းလောက်ရှိပါပြီယူကရိန်းရုရှားစစ်ပွဲဆိုတာဟာအမေရိကန်ကကြောထောက်နောက်ခံပေးပြီးတော့ဆင်နွှဲနေတဲ့ proxy စစ်ပွဲကြီးပါတနည်းအားဖြင့်ပြောရရင် ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ရုရှားနဲ့အမေရိကန်ဆစ်ဖြစ်နေတယ်လို့ပါပဲအခုဘင်္ဂလားဒေ့ရှ်ကို proxy တစ်ဖွဲ့အသုံးပြုပြီးတော့မြန်မာနိုင်ငံမှာအမေရိကန်တို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေဖြစ်လာရင်တရုတ်ကဘယ်အခန်းကဏ္ဍကနေဘလို့လှုပ်ရှားလာမလဲမြန်မာနိုင်ငံဟာဒုတိယယူကရိန်းဖြစ်လာတဲ့အထိကန်စိုးမိုးမောင်ကျလာတော့မှလားဆိုတာမျိုးအထိစိုးရိမ်ပူပန်စရာဖြစ်လာပါပြီတရုတ်နဲ့အမေရိကန်ကကြိုးကန်ပြီးတော့မြန်မာနိုင်ငံကို သူတို့အကျိုးအတွက်မှောက်ချီလှန့်ချီတွေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ယူကရိန်းတဲ့မရောတဲ့ကံစိုးမိုးမောင်ကြမှုကြီးစီကိုဥတီသွားနိုင်တဲ့အန်တရာယ်ရှိပါတယ်ကျွန်တော်တို့တိုက်ပြည်မှာငလျင်ကြီးလှုပ်ပြီးတော့လူတွေတောကမီတောက်လောင်နေချိန်ငလျင်လှုပ်ပြီးတဲ့နောက်တကြံကာလာကြီးကိုရောက်လာတော့ပျော်ရမလားမပျော်ရဘူးလားအငင်းပွားနေကြတဲ့အချိန်တခါစစ်ကောင်စီကအကျဉ်းသားတွေကိုအကျွေးယူသလိုမျိုးအဟောင်းပေးအသိယူလုပ်နေတဲ့အချိန်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးရဲ့ ဖလျော့ဝက်စစ်စင်ရေးတခုသတင်းစာရဲ့မူလအသုံးနှုန်းရဆိုလို့ရှိရင်တော့ clandestine operation ဆိုတာကြီးတူတူတိတ်တိတ်တက်ဝင်လှုပ်ရှားနေပါတယ် much လား24ရက်25ရက်နေ့တွေမှာ American Pacific Data ဆိုင်ရာဒုတိယစစ်ဦးစီးချုပ် Joel Vowell ဟာ Bangladesh နိုင်ငံကိုရောက်လာပြီးတော့ Bangladesh စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Walker Us Zaman နဲ့တွေ့ဆုံခဲ့ပါတယ် အဲ့လိုတွိတ်ဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲမှာအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ပူတွဲစီလေ့ကျင့်မဲ့အစီအစဉ်အမေရိကန်ကနေဘင်္ဂလားဒေ့ရှ်ကိုဆက်လက်နဲ့တွေထောက်ပံ့ပေးရမယ့်အစီအစဉ်အပြစ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်ကိုလည်းအစပြုတ်ခဲ့ပါတယ်။အဲ့ဒီအစီအစဉ်အရဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းက AA နဲ့ CNF ကိုထောက်ပို့တာတွေထောက်ပံ့ကူညီတာတွေအစ်မြင့်တူရကီလို့လူမဲ့ဒရုန်းတပ်ဆင်ပေးပါတယ်။ဒရုန်းခြေစိုက်စခန်းဖွင့်လှစ်ပါတယ်ပါဝင်မှာဖြစ်ပြီးတော့ အဲ့ဒီအစီအစဉ်တွေကိုလက်တွေ့ကြကြအကောင့်ထယ်ဖို့ဖို့အတွက် AA နဲ့ CNF ကိုယ်စားလှယ်တွေနေနဲ့ American Bangladesh အရာရှိတွေတွေ့ဆုံဆွေးနွေးဖို့အစီအစဉ်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရမှာပါ။အဲ့ဒါလို့လှုပ်ဆောင်ဖို့အတွက် Bangladesh စစ်တပ်က AA RK တပ်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးရဲ့ကိုယ်စားလှယ်တွေကို Bangladesh နိုင်ငံထဲကိုအထူးလျှို့ဝှက်ခေါ်ဆောင်ထားပေးရပါတယ်။အဲ့ဒီကိုယ်စားလှယ်တွေကို safe house လို့ခေါ်တဲ့လုံခြုံရေးအထူးပေးထားတဲ့နေရာမှာတက်ခိုခိုင်းထားပါတယ်။ AB လ16နှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာရှတောင်ပိုင်းနဲ့အလဲပိုင်းဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနီကိုလချူလစ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပါတယ်။အေဗီလာ18ရက်နေ့မှာမြန်မာနှစ်ဆန်းတရက်နေ့မှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအန်ဒရူးဟာရက်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရဲ့ယာယီတန်ယုံတာဝန်ခံဆူဇန်စတီဗင်ဆန်လည်းရောက်ရှိလာပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာအမေရိကန်တာအမတ်ကြီးလည်းတက်ရောက်မှာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကအစ်မြင့်အရာရှိတွေလည်းတက်ရောက်ကြဖို့ရှိပါတယ်။ရခိုင်ပြည်မှာစစ်တွေကြောက်ရွံ့မန်းအောင်သုံးမျိုးသာ AA အာရခတ်တပ်တော်ကမသိမ့်ပိုက်နိုင်သေးပဲစစ်ကောင်စီဆက်လက်ထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်။အခုအမေရိကန်ကြောတော့နောက်ခံပေးမဲ့စစ်စင်ရေးဟာအရေးပါတဲ့အဲ့ဒီမြို့သုံးမြို့သိမ့်ပိုက်ရေးအပြင်မှာ ရခိုင်ပြည်ကိုကျော်လွန်ပြီးတော့ AA အာရခတ်တပ်တော်က သိမ့်ပိုက်နိုင်ရဲ့အတွက်စည်ရေးဆိုင်ရာအထောက်အကူပေးမယ်လို့ North East News ကရေးသားထားပါတယ်။ချင်းပြည်နယ်မှာစစ်ကောင်စီကိုအနိုင်တိုက်ခိုက်နိုင်ရဲ့အတွက်အထောက်အကူပေးမယ်အစီအစဉ်လည်းပါဝင်ပါတယ်။ Logistics အပိုင်းကနေပြီးတော့ထောက်ပံ့ကူညီဖို့အတွက် Bangladesh ကပြင်ဆင်ရမှာ Technef နယ်မှာအဆောက်အုံတစ်တွေအများအပြားဆောက်လုပ်နေပြီလို့ဆိုပါတယ်။အဲ့ဒီအဆောက်အုံတွေစခန်းတွေကနေပြီးတော့ AA CNF နဲ့မဟာမိတ်တွေကိုထောက်ပို့ပစ္စည်းတွေပေးအပ်မှာဖြစ်ပါတယ်။ Cox Bazar လေးစိတ်ကြီးကိုတိုးချက်ပြင်ဆင်နေတာလဲနောက်ဆုံးအဆင့်ထိရောက်ရှိနေပြီပြင်ဆင်မှုတွေအားလုံးပြည်စီကနေပြီလို့ဆိုပါတယ်အဲ့ဒီတိုးချက်ပြင်ဆင်မှုတွေဟာရခိုင်နဲ့ချင်းပြည်နယ်အတွင်းစစ်စင်ရေးတွေကိုအထောက်အကူပြုမဲ့ drone အခြေစိုက်စခန်းအဖြစ်အသုံးပြုဖို့လို့ဆိုပါတယ်အဲ့ဒီ drone အခြေစိုက်စခန်းကနေပြီးတော့တူရကီနိုင်ငံထုတ်အစ်စ်မြင့်လူမဲ့ drone လေယာဉ်တွေပြန်တမ်းပေးမှာဖြစ်ပြီးတော့အဲ့ဒီ drone တိုက်လေယာဉ်တွေရဲ့စီးရဲအကူအညီဟာ ရခိုင်စစ်ပွဲအဆုံးသတ်ရေးအတွက်တော့ကြက်ကြတဲ့အခမ်းကဏ္ဍကနေပြီးတော့ပါဝင်လာမယ်လို့ဆိုရတယ်။စစ်စီရေးမဟာဗျူဟာကကျေပြတ်ကြီးမားတဲ့မဟာဗျူဟာဖြစ်ပြီးတော့အဲ့ဒီမဟာဗျူဟာမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအရေးကြီးတဲ့အခမ်းကဏ္ဍကနေပြီးတော့လှုပ်ရှားပါဝင်ရမှာဖြစ်ပါတယ်။မတ်လအလယ်ပိုင်းမှာကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပြီးရခိုင်ပြည်နယ်ဘက်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးမဲ့အကူအညီပေးရေးလမ်းကြောင်း8 corridor ဖွင့်ဖို့တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။ ဲ့ဒီလမ်းကြောင်းကနေပြီးတော့ရိုဟင်ဂျာတွေဘူတိတောင်မောင်တော်ဒေသပြန်ပို့ရေးအစီအစဉ်လည်းပောင်းဝင်ပါတယ်ရိုဟင်ဂျာတွေနေရပြန်ပို့ရေးကိုဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်နဲ့စစ်ကောင်စီဒုတိယဝန်ကြီးချုပ်ဥဒန်းဆွေတို့သဘောတူထားခဲ့ကြပြီးဖြစ်ပါတယ်အဲ့ဒီကုညီရေးလမ်းကြောင်းကတော့လက်နက်မပါဘဲနဲ့စားနပ်ရိက္ခာနဲ့ကယ်ဆယ်ရေးဆိုင်ရာအထောက်အကူပစ္စည်းတွေကိုသာပေးပို့သွားမှာဖြစ်ပါတယ်ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ARSA အာဆာရိုဟင်ဂျာသဘောအဖွဲ့ကိုလည်းအခုလောက်မဲ့အမေရိကန်ကြောထောက်နောက်ခံပေးတဲ့စစ်စရေးမှာအေအေနဲ့ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့တိမ်တွင်းဖိအားပေးနေပါတယ်။အာဆာအဖွဲ့ဟာနိုင်ငံရေးအတွေ့အခေါ်ရာကစစ်ရေးအရာပါအေအေကိုဆက်ကျင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ပြီးကြတဲ့လတဲ့မှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာဆာကောင်းဆောင်အတောက်လာနဲ့အဖွဲ့ဝင်၉ယောက်ကိုနာရယန်ဂန်းမြို့မှာဖမ်းဆီးခဲ့ပါတယ်။ဒါဟာအာဆာကိုအေအေနဲ့အတူစစ်စရေးမှာပူးပေါင်းဆောင်ရွက်ဖို့ဖိအားပေးဆောင်ရွက်တာဖြစ်ပါတယ်။ အဲ့ဒီစစ်စစ်ရေးမှာစစ်ကောင်စီစန့်ကျင်တဲ့အဖွဲ့အစည်းတွေအများအပြားပါဝင်ပူးပေါင်းတဲ့ကျယ်ပြန့်တဲ့စစ်ရေးမဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်လာဖို့ရည်မှန်းထားပါတယ်။အဲ့ဒီစစ်ရေးမဟာမိတ်ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အစစ်မြေအရာရှိကြီးတွေကဥဆောင်တဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အပြောင်းအလဲနဲ့အရင်ဝန်ကြီးချုပ်ရှိခ်ဟော်ဇီနာပြောသွားခဲ့တဲ့စကားလေးကိုနည်းနည်းပြန်ပြီးတော့စဉ်းစားကြည့်ကြအောင်ပါ။အရင်ဝန်ကြီးချုပ်ရှိခ်ခါဇီနာဟာတရုတ်နဲ့နီးစပ်တဲ့နိုင်ငံရေးခေါင်းဆောင်ပါ။နောက်တက်လာတဲ့ မိုဟာမက်ယူနစ်ကအမေရိကန်နဲ့နှိစက်တဲ့နိုင်ငံရေးခေါင်းဆောင်မှာဒီဖြစ်ရဟာဘာနဲ့ဆင်တူတယ်လဲဆိုတော့ယူကရိန်းမှာရုရှားနဲ့နှိစက်တဲ့သမရဖြုတ်ချအာဏာသိမ်းခံပြီးတော့အမေရိကန်နဲ့နှိစက်တဲ့သူတွေအာဏာရလာတာနဲ့ဆင်တူပါတယ်ယူကရိန်းမှာအဲ့ဒါလိုအာဏာအလွှဲပြောင်း ဖြစ်ဖို့အမေရိကန်ကစီစဉ်ခဲ့ကြောင်းအမေရိကန်လက်ထောက်နိုင်ငံရဲ့ဝန်ကြီးဟောင်းဗစ်ကတိုးရီယာနူလန်ကဝန်ခံခဲ့ပူပါတယ်တရုတ်ဟာအလွန်အကျဉ်းကြီးတဲ့ခစ်သစ်ပိုလန်မှာကြီးကိုအကောင့်ထယ်ဖို့နေပါတယ်အဲ့ဒီပိုလန်မှာကြီးဟာ နိုင်ငံပေါင်း80ကိုဆက်သွယ် follow မဲ့ကုန်သွယ်လမ်းမကြီးပါအဲ့ဒီခစ်တပိုလမ်းမကြီးစီမံကိန်းကိုရှိတ်ခါစီနာကအပြည့်အဝပူပေါင်းပါဝင်ပါတယ်ပြီးခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာတရုတ်ဟာဘင်္ဂလားဒေ့ရှ်ကိုအခွင့်အရေးတွေအများကြီးပေးပြီးတော့စီးရုံးခဲ့ပါတယ်အရာစကားနဲ့ပြောရလို့ရှိရင်ကျွေးမွေးပြီးတော့ပေါင်းခဲ့တယ်လို့တောင်ဆိုနိုင်ပါတယ်ဒါပေမဲ့ဆန်နှပြပေါ်တွေဖြစ်လာပြီးရှိတ်ခါစီနာ ပြုတ်ကျသွားပါတယ်ရှိတ်ခါစီနာပြုတ်မကျခင်မှာမြန်မာနိုင်ငံနဲ့ပါဆက်ဆက်တဲ့အရေးကြီးတဲ့စကားတစ်ခုကိုပြောသွားခဲ့ပါတယ် ူပြောတော်တာကဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကစစ်တကောင်းရယ်ဗမာပြည်တွေကရခိုင်နဲ့ချင်းပြည်နယ်တွေကိုဖဲ့ထုတ်ပြီးတော့အရှိတီမောလို့ခရိယန်တိုင်းပြည်တစ်ခုလုဖို့ပြီးတော့အဲ့ဒီတိုင်းပြည်တွေရဲ့ရေပိုင်နဲ့ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့စိတ်မာတင်ကျွန်းမှာအမေရိကန်စစ်ကမ်းလုပ်ဖို့အမေရိကန်ကကြံစီနေတယ်လို့ပြောသွားတာပါဒါအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အမေရိကန်စစ်ချေဆိုင်စခန်းဖွင့်ခွင့်ပေးမယ်ဆိုရင်ရှိတ်ခါစီနာရွေးကောက်ပွဲတည်ကြပေါက်နိုင်စီရမယ်လို့လူပြူတယောက်ကကန်လန်ချောင်းကိုလည်းရှိတ်ခါစီနာက ပြောခဲ့ပါတယ်ရှိတ်ခါစီနာကအဲ့ဒီကန်လန်ချက်ကိုလက်မခံခဲ့ပါဘူးအဲ့ဒီအချက်တွေဟာသူတို့နိုင်ငံကိုပဲပြစ်မှတ်ထားတယ်လို့တချို့ကထင်ကြပါလိမ့်မယ်မဟုတ်ပါဘူးမြန်မာပြည်ကပါပြစ်မှတ်ထားနေတယ်ဆိုတာသူသိပါတယ်လို့ရှိတ်ခါစီနာကပြောသွားပါတယ်2024ခုနှစ်မေလ23ရက်နေ့က အဝါမီလိခ်ပါတီနဲ့တခြားမဟာမိတ်ပါတီ၁၄ခုရဲ့အစည်းအဝေးပွဲမှာရှိတ်ခါစင်ကပြောတော်တာပါအဲဒီတော့ကသူကဝန်ကြီးချုပ်ပဲရှိပါသေးတယ်သူပြောသွားတဲ့အမေရိကန်ကစစ်စခန်းဆောက်လုပ်ခြင်းနဲ့ဆိုပေမဲ့စိတ်မာတင်ကျွန်းဟာရခိုင်ပြည်နယ်အလဲတန်ကျော်နဲ့တိတ်မဝဲရဲ့နေရာမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းတကျွန်းမှာအဲ့ဒါလို့ပြောပြီးတိတ်မကြခင်အော်ဂုလာထဲမှာရှိတ်ခါစင်နာယာဒူးပြုတ်ပြီးတော့ထွက်ပြေးရပါတယ်အမေရိကန်နဲ့ပလက်နံပါတ်တဲ့နဲ့မိုဟာမက်ယူနစ်အနာရလာပါတယ် ရှိတ်ကာစီနာပြုတ်ကျသွားပြီးတဲ့နောက်သူပြောတဲ့အစကားကိုအားလုံးကမေ့မေ့ပျော့ပျော့ဖြစ်သွားပြီးမြဲအခုလိုအမေရိကန်ရဲ့အကူအညီနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကစီးရဲအကူအညီတွေပေးလာတော့မယ်အဲ့ဒါလို့ပေးမဲ့အဖွဲ့အစည်းက AAR ခတ်တက်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးကိုဖြစ်နေတယ်ဆိုတော့သတင်းထွက်ပေါ်လာတော့ဒါတွေကိုပြန်သတိမရပဲမနေနိုင်ပါဘူးတရုတ်နိုင်ငံလည်းငါလည်းရှိတ်ကာစီနာ ပြောတဲ့အချက်တွေကိုလစ်လျူရှုထားမယ်မထင်ပါဘူးစိတ်မာတင်ကျွန်းကအမေရိကန်ကစစ်စခန်းဆောက်လုပ်လိုက်မယ်ဆိုရင် တရုတ်ရဲ့ကြောက်ဖြူရေနဲ့စိတ်ကန်းတို့တရုတ်ရဲ့အမွာပိုက်လိုင်းနှစ်သွဲတို့ဟာဘယ်ဘဝရောက်သွားမလဲစိတ်မာတင်ကျွန်းကိုအမေရိကန်စစ်စခန်းရောက်လာမှာမျိုးကိုတရုတ်ကဘလို့မှလက်ခံနိုင်မှာမဟုတ်ပါဘူးယူကရိန်းနေတိုနဲ့ဝင်မယ်ဆိုလို့ရုရှားနဲ့ယူကရိန်းစစ်ဖြစ်တယ်လို့အဖြစ်မျိုးနဲ့ခက်ဆင်ဆင်တူသွားပါလိမ့်မယ်အခုချိန်မှာရခိုင်နယ်မြေဟာပျော်ရိုင်းကြိုက်တဲ့နှင်းစီကိုင်ဖြစ်နေပါတယ်အမေရိကန်ကလည်းလိုချင်တရုတ်ကလည်းလိုချင်ဖြစ်နေပုံပါပဲ ဒါပေမဲ့နှစ်ဖက်စလုံးကအာရမလှုပ်လာပြီးတော့ကြက်ပေါင်ကိုတယောက်တစ်ချောင်းစီဆွဲတယ်လို့ဆွဲလိုက်ကြရင်တော့ကြက်သားကင်လိုက်တယ်လို့နှစ်ချမ်းပြဲသွားပါလိမ့်မယ်။အမေရိကန်ကဒေါ်လာရေးဘက်ကဝင်ကူတော့မယ်ဆိုရင်ရုတ်တရက်ကြားလိုက်ရတာကဝမ်းသာစရာကြီးပါ။စစ်အာဏာရှင်စနစ်ပြိုကျတော့မယ်။ဒီမိုကရေစီရတော့မယ်။အဲ့ဒါဆိုရင်တိတ်ကောင်းပြီပေါ့ဗျာ။ဝမ်းသာစရာကြီးပေါ့။ဒါပေမဲ့ဒီလောက်လွယ်လွယ်နဲ့ပြီးသွားလိမ့်မယ်မထင်ပါဘူး။အမေရိကန်က တဏီယာကနေဝင်ကူရင်တရုတ်ကနောက်တဏီယာကနေထကြွလာတာမျိုးဟာမလွဲမရှောင်တာပဲဖြစ်လာပါလိမ့်မယ်အမေရိကန်ကသူ့ proxy တွေနဲ့သူဝင်ကစားမယ်ဆိုလို့ရှိရင်တရုတ်ကလည်းသူ့ proxy တွေနဲ့သူဝင်ကစားပါလိမ့်မယ်အဲ့ဒီအခါမှာတရုတ်ဟာစစ်ကောင်စီဘက်ကနေကစားမလားဒါမှဒါဆိုလို့ရှိရင်တော့တရုတ်ဟာပြည်သူလူထုရဲ့ရန်သူဖြစ်သွားပါလိမ့်မယ်တခြားတစ်ဖက်မှာတော့တရုတ်ဟာရွှေ့ပြောင်းလို့မရတဲ့အိန္ဒိယနိုင်ငံဖြစ်နေပြန်ပါတယ်ဒါဆိုလို့ရှိရင် နိုင်ငံရေးအခြေအနေဟာမထင်မှတ်လောက်အောင်ရှုပ်ထွေးသွားပြီးတော့သွေးချောင်းချောင်းစီးတာမျိုးတောင်မှ ဖြစ်သွားနိုင်ပါတယ်တကယ်လို့တရုတ်က ကိုကန်တို့ဝါတို့ကို proxy ထားပြီးတော့ကစားမလားအဲ့ဒါဆိုရင်တော့တော်လိုင်းရေးအဖွဲ့တွေကအားကောင်းလာပြီးမအားလာဆက်အနာရှင်စနစ်မြန်မြန်ပြုတ်ကျသွားတာမျိုးဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဗမာပြည်ထဲကတော်လိုင်းရေးအဖွဲ့အစည်းတွေကမှတရုတ် proxy နဲ့ American proxy တို့အချင်းချင်းအားပြိုင်လာတာထိတ်တိုက်တိုးလာတာမျိုးတွေ ဖြစ်လာမှာစိုးရင်ရပါတယ်အလွန်အန္တရာယ်ကြီးတဲ့တိုင်းပြည်သွေးချောင်းစီးသွားနိုင်လောက်တဲ့ပြိပခတွေရဲ့ရှေပြေးအရေးနမိတ်တွေကိုကျွန်တော်တို့သတင်းကြားနေရပါတယ်အဲ့ဒါကြောင့်အထူးသတိပေးချင်ပါတယ်ကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုပါတယ်ကျွန်တော်တို့အများကြီးစီလုံးဖို့လိုပါတယ်စစ်ကောင်စီမှာအပဖြစ်တဲ့ကြံတဲ့တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ပေါင်းစည်းညီညွတ်မှုမျိုးကိုတိစောက်နိုင်မှအတိုင်းပြည်ကိုကယ်တင်နိုင်မှာလိမ့်မယ်။ကျွန်တော်တို့တိုင်းပြည်ဒုတိယယူကရိန်း မဖြစ်ရအောင်နှီးမျိုးစုံနဲ့ကာကွယ်ဟန်တားရပါလိမ့်မယ်။တော်လိုင်းအဖွဲ့တွေကြားထဲမှာ American proxy တရုတ် proxy ဆိုပြီးတော့အချင်းချင်းသွေးကွဲမသွားဖို့ကအရေးကြီးဆုံးပထမအချက်ပါ။တပ်ပေါင်းစုဖွဲ့ဖို့ကြိုးစားကြပါ။လက်ရှိမှာတပ်ပေါင်းစုဖွဲ့လို့မရတဲ့အချက်ကမဖွဲ့ကျင်တဲ့သူတွေရှိနေလို့ဖွဲ့မရတာပါ။တခြားလူတွေနဲ့မပူပေါင်းမဲနဲ့ငါတို့ကြီးပဲအောင်ပွဲဆင်နိုင်လိမ့်မယ်လို့ထင်ပြီးတော့သွေးကြီးနေတဲ့အဖွဲ့ကြီးတချို့ကြောင့်တက်ပေါင်းစုဖြစ်မလာတာပါ ်သူမဟာမငါမိတ်မယ်ဆိုလိုတာကသူအာကြီးမှငါကမိတ်ဆွေဖွဲ့မယ်အေးလုံးမယ်သေးတဲ့ကောင်တွေကိုမဟာမိတ်မဖွဲ့နိုင်ဘူးဆိုတော့စိတ်ထားတွေရှိနေလို့တပ်ပေါင်းစုဖြစ်မလာတာပါအခုချိန်မှာအဲ့ဒီသွေးနှစ်ထည်ရောက်မှုတွေအားလုံးကိုဘေးချပြီးတော်လန်ရေးအဖွဲ့အစည်းတွေရဲ့စီလုံးညီညွတ်မှုကိုတိဆောက်ကြမှသာဒီတိုင်းပြည်နဲ့ပြည်သူတွေသွေးချောင်းမစီအောင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်ဒုတိယအရေးကြီးတဲ့အချက်ကတော့ ဘယ်နိုင်ငံခြားတိုင်းပြည်ကမှတိတ်ထင်ကြည့်ပြီးတော့ပုံမှန်အပ်လိုက်ကြဖို့ပါယူကရိန်းကိုကြည့်ပါအမေရိကန်ကလက်နက်တွေပုံအော့ထုတ်ပေးပြီးတော့သူတို့ကိုစားရုရှားကိုတိုက်ခိုင်းတော့တိုက်ကြပါတယ်ပြည်သူအများအပြားသိကျပျက်စီးရပါတယ်ဒါပေမဲ့သူတို့မလိုလားတဲ့အခါကျတော့သူတို့ policy ပြောင်းသွားတဲ့အခါကျတော့အင်ဂျူရော်တွေကိုခေါ်ပြီးတော့ပါမရရင်တမင်အဆက်ခွဲတာကိုခံရပါတယ်သမရနဲ့ဒုတိယသမရကဝိုင်းရန်ထောင်းယုံတာမကဘဲနဲ့ သတင်းတောက်ကပါဘာလို့ကိုအင်းကြီးမဝတ်တာလဲမရှိလို့လားဆိုပြီးတော့စော်ကားလိုက်ပါသေးတယ်တရုတ်ကလည်းအဲ့လိုမျိုးလုပ်ဖူးပါတယ်မလေးရှားကွန်မြူနစ်ပါတီကချင်းပန်ဆိုတာအလွန်တော်တဲ့ခေါင်းဆောင်ပါသူကလက်နက်အင်အားမရှိတော့လို့ပါတီဖြက်တက်ဖြတ်တော့မယ်ဆိုတာကိုကြားသိတဲ့အခါမှာတရုတ်ကခေါ်ပြီးတော့ငါတို့လက်နက်ပေးမယ်ငွေပေးမယ်ဆက်တိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီတော့ချင်းပန်တို့ဆက်ပြီးတော့တိုက်ပါတယ်နောက်ပိုင်းတရုတ် policy ပြောင်းတဲ့အခါကျတော့အထောက်ပံ့အားလုံးကိုအကုန်ဖြတ်ချလိုက်တာမလေးရှားကွန်မြူနစ်ပါတီဒုက္ခရောက်သွားမှုပါတယ် ြောချင်တာကတော်လန်ရေးအဖွဲ့တွေအနေနဲ့ဘယ်သူမှမမိကိုကြပါနဲ့ဘယ်သူမှ စေတနာတရားတရားထက်တန်လွန်းလို့အခမဲ့ကူညီနေတာမဟုတ်ပါဘူးသူတို့အကျိုးနဲ့သူတို့လုပ်နေတာပါ အကျိုးလိုလိုညောင်ရေလောင်းနေတာပါဘယ်သူမှလွန်ကျွန်မမိကိုကြပါနဲ့တနတ်၅လက်ပဲရှိတဲ့သူဖြစ်ပါစေတနတ်၁လက်ရှိတဲ့သူပဲဖြစ်ပါစေကိုတိုင်းကြီးတွေကတော်လန်ရေးတမားတွေကိုသာယုံကြည်အားထားပြီးတပ်ပေါင်းစုကြီးအမြန်ဖွဲ့စည်းနိုင်မှသာဒီတိုင်းပြည်နဲ့ ဒီပြည်သူတွေကိုကဲတင်နိုင်မှာဖြစ်တယ်လို့အလေးနဲ့သတိပေးတိုက်တွန်းချင်ပါတယ်ခင်ဗျာ။